မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ရကနိဘတ်တဲကနဘတ်69ခုနာမသိတိဇက်တော်အကြောင်းဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့အမည်ပြောင်းလို့၍အမည်ကောင်းရှာဖွေခြင်းအမည်နာမဖြင့်တစုံတရာအကျိုးမပြီးဟုတည်တော်လူလင်အကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နယ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ် အမည်ပြောင်းလိုသောယဟန်တပါရှိလေ၏ထိုယဟန်သည်အမည်အဖြစ်ငရုတ်မှဖြစ်သည်တရင်သုံးပေါ်ယဟန်တို့သည် ထိုယဟန်အားငါရှင်ငရုတ်မှတွားလောလာလောနေလောထန်လောစသည်ဖြင့်ပြောဆိုနေကြကုန်၏ထိုအခါထိုယဟန်သည်တနည်းတနိုင်တရင်သုံးပေါ်တို့သည်ငါကိုမယုံမှဟုခေါ်ပေါ်ပြောဆိုကြသည်မယုံမှဟုတော့အမည်မှလည်းကြားရ၌သူတိမိမလာမဖြစ်မင်္ဂလာရှိတော်မူတကုကိုပြောင်းမည်ဟုကြံစီသာ ဆရာဥပိစေတို့ထံကပ်၍အရှင်ဘုရားတပည့်တော်ဤအမည်မှာမင်္ဂလာမရှိတို့အတွက်မင်္ဂလာရှိသော အမည်တစ်ခုကိုပြောင်းပေးပါဟုလျှောက်လေ၏ဆရာဥပိစေတို့လည်းငါရှင်အမည်ကပညာမှုမြတာဖြစ်သည်အမည်ဖြစ်တစုံတရာအကျိုးကြီးသည်မဟုတ်ရှင်ရဲ့အမိဖြစ်တာတင်းတိမ်ပါဟု ဆိုတော်လဲပြောင်းပေးရန်သာအချင်းချင်းလျှောက်ထားလေ၏သူအကြောင်းတန်ငါပေါင်၌ထင်ရှားလာသည်ဖြင့်တရားတွင်ဝင်ယဟန်တို့စကားဆက်မိ၍ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူပြီးလင်ယဟန်တို့အားဤယဟန်ကယခုအခါ၌တာအမည်ပြောင်းလိုသည်မဟုတ် ရှေးအခါ၌လည်းပြောင်းလိုမူပြီးဟုမိတော်မူကအောက်ပါအသေးဆက်ကိုဆောင်းတော်မူသည်တော်လေးပြီးသောအခါတက္ကတူပြည်ဝဖျားလောင်းသည့်တိတာဘာမုခဆရာကြီးဖြစ်၍တပည့်900တို့ကိုပေးတင်တင် जा ကနေလေ၏ဒုဆရာကြီးတပည့်900တို့နှင့်တပည့်တယောက်ကအမိအားဖြင့်မြုပ်မှမြည်လေ၏ ထိုအခါအပေါင်းဖော်တို့သည်မြို့မှာအာမြို့မှာသွားလောလာလောနေလောထိုင်လောစသည်ဖြင့်ပြောဆိုကြကုန်၏မြို့မှာသည်ငါအမိကကြားရ၌တုတိမြင်္ဂလာမရှိမြင်္ဂလာရှိတော်မည်တခုကိုပြောင်းမည်ဟုကြံစီကဆရာကြီးထံကဲ့၍ဆရာကြီးအကျွန်ုပ်အမိကမြင်္ဂလာမရှိပါမြင်္ဂလာရှိတော်အမိတခုကိုပြောင်းပေးပါဟုတောင်းပန်လေ၏ဆရာကြီးလည်းအမောင်အမိတင်ညာမှာခေါ်တော် ပညာမြတာဖြစ်သည်အမည်ဖြင့်တစုံတရာအကျိုးမပေးနိုင်တို့အတွက်ရှိရင်အမည်ဖြစ်တာကျင့်တတ်တင်းတယ်ပါဟုပြောဆိုတော်လဲအကျဉ်းချင်းတောင်းပန်နေသည်ဖြစ်ဆရာကြီးကတဖန်အမောင်းကောင်းပြီးပြောင်းပေးမည်ပြင်ကျင်းတတ်သောအမည်တစ်ခုခုကိုရှာဖွေစုံစမ်းကြည်ဟုဈေးလွတ်လိုက်၏မယုံမှလည်းဆရာထံမှထွက်၍မြင်လာရှိသောအမည်ကိုရှာဖွေစုံစမ်းရန်အမျိုးမျိုးအရွာရွာတို့လှဲ့လှဲသွားလာလေသောမြို့သူမြို့တို့ရောက်လေ၏ ထိုမျိုးတွင်ငသက်ရှည်မြည်သောယောက်ျားတယောက်တည်၍ရှင်မျိုးအပေါင်းတို့တုတ်တန်တို့ပို့သွားကြသည်ကိုမြင်လျင်ငရုတ်မာသည့်အနာတို့ကကဥယီတို့ဤတေသူအမိကိုဘယ်လိုခေါ်ဝေါ်ပါသည်ဟုမေး၏အမောင်လူလင်ငသက်ရှည်ခေါ်ပါသည်ဟုပြော၏ဥယီတို့ငသက်ရှည်မြည်သောသူလည်းတရားသေးသလိုဟုမေးပြန်၏အမောင်ငသက်ရှည်မြည်သောသူဖြစ်စေတခြားအမိရှိသောသူဖြစ်စေတရားသည်ကြီးဖြစ်၏ အမိကပညာမျှတာဖြစ်သည်အမိဖြစ်တစုံတရာအကျိုးမပေးနိုင်တင်းသည်မတ်ရောင်တကားဟုဆိုကြကုန်၏သူသူတို့စကားကိုကြား၍မယုံမှလည်းအမိ၌လစ်လူရှုကမြို့တွင်တို့ဝင်ပြန်ရာအခမပေးနိုင်သောကျုံမကိုအိမ်တကားပင်တုံနောင်ကရိုင်းနှက်ပုတ်ခတ်နေသည်ကိုမြင်ပြန်လေ၏ခရီးသွားစဉ်အနာတို့ကက်ကအဆွေတို့အိမ်မိမကိုပါကြောင့်ရိုင်းနှက်ပုတ်ခတ်နေကြသည်ဟုမေး၏ အမောင်အခမပေးနိုင်လို့ရိုက်နှက်ပုတ်ခတ်ပါသည်ဟုပြော၏အမိကဘလို့ခေါ်ပါသည်နည်းဟုမေး၏မဲတတိဟုခေါ်ပါသည်ဟုပြော၏အဆွေတို့မဲတတိမိတော်သူလဲအခမပေးနိုင်ပဲရှိရသလိုဟုမေးပြန်၏အမောင်မဲတတိမိတော်သူဒီ၎င်းတခြားမိရှိတော်သူဒီ၎င်းစင်ရရသည်ချီဖြစ်၏အမိကပြဉ္ညာမျှတာဖြစ်၏ဒဇိုးတရားအကျိုးမပေးနိုင်တင်းဒီမိုက်ရောင်တကားဟုဆိုကြပြန်၏ မယုံမှလည်းအမည်၌အထူးသဖြင့်လစ်လူရှုကမြို့မှထွက်၍ခရီးဆက်လက်ကသွားသည်ရှိသောခရီးအကြဝဲမစ်စေလဲ၍ခရီးမားနေသူကိုမြင်ပြ၏အနာတို့ကက်ကအမောင်ဘဲတို့သွားမြင်နေဟုမိအရှင်အကျွန်ုပ်မှာမစ်စေလဲခရီးမားနေပါသည်ဟုပြော၏အမည်ကဘယ်လိုခေါ်ပါသည်နည်းဟုမိပြန်၏မောင်ခရီးခေါ်ပါသည်ဟုပြောတော့အခါ အမောင်မောင်ခရီးဟုသောအမည်ဖြစ်လျက်ခရီးမားနေသည်ရာတလို့ဟု မေးပြန်၏မောင်ခရီးကိုတော်သူဒီ၎င်းအခြားအမည်ရှိသောသူဒီ၎င်းခရီးမကောင်းသည့်ရှိဖြစ်သည်အမည်ကပြဉ္ညာမျှတာဖြစ်၏ဇိုးတရားအကျိုးမပြီးတင်းဒီမယောင်တကားဟုဆိုပြန်၏ထိုအခါငရုတ်မာသည်အမည်၌အလွန်လစ်လူရှုကဆရာကြီးထံသို့ပြန်လာ၏ဆရာကြီးလည်းမြုပ်မာကိုမြင်တွင်အမောင်းအမိရှာ၍ရခဲ့ပါပြီလို့ဟုမေး၏ဆရာကြီးငသက်ရှည်မြည်တော်သူလည်းတေရသည်တခြားအမိရှိတော်သူလည်းတေရသည် မဲတထေးမြည်တော်သူလည်းစင်ရဲရသည်တခြားအမြည်ရှိတော်သူလည်းစင်ရဲရသည် မောင်ကြီးအမြည်ရှိတော်သူလည်းခရီးမာရသည်တခြားအမြည်ရှိတော်သူလည်းခရီးမာရသည် အထူးအခြားမရှိအမြည်ကပြည့်ညတ်မျှသာဖြစ်သည်တစုံတရာအကျိုးမပြီးနိုင်ကံတာလင်အကျိုးပြီးနိုင်သည်တဘာတော်အမြည်ကိုအလိုမရှိ ရှိရင်ဆွဲအမြည်သာဖြစ်စေတော်ဟု အကြောင်းဆုံးပြောလေ၏ဆရာကြီးလည်းတပည့်တို့အားအမောင်တို့ငသက်ရှိတရားဒီကို၎င်းမဲတထေး ဆင်းရဲရသည်ကို၎င်းမာဂီကီမာရသည်ကို၎င်းမျက်မြင်ဒိဋ္ဌဖြစ်ခဲ့သည်ဖြစ်မယုံမာသည်ပြန်လာခဲ့ကြပြီဟုမိတော်မူကအမြင်ပညာမှာခောဝကမတပညာမှမျှတာဖြစ်၏အမြင်ဖြစ်တဲ့ဇုံတရားအကျိုးမပြေးနိုင်ကံဖြစ်တာအကျိုးပြေးနိုင်သည်ဟုအစိုးမပေးတော်မူ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်တိဆက်ဆက်တော်မူလျက် ယဟန်တို့အမည်ပြောင်းလို့တော့ယဟန်ဒီထိုအခါအမည်ပြောင်းလို့တော့လူလင်ဒိတာပေါမုခဆရာဒီငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်နာမဒိဋ္ဌိဇက်တော်ဤတွင်ပြီအခုလိုဖျက်ပြခွေရအောင်ဂျေစုပြုပေးခဲ့ကြသူများအားလုံးကိုထူပဲဂျေစုတင်ရှိပါရဲ့ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။